ဖိုင်နော့နော့ဆိုတဲ့မိခွန်းလေးညက်ပြီးခြင်းပါတယ်။ဘာကြောင့်အခုမလုပ်တာလဲဆိုလို့ရှိရင်တော့လူတော်တော်များများကစီပွဲလုပ်ငန်းတစ်ခုကိုစတင်လုပ်ခိုင်းတော့မယ်ဆိုလို့ရှိရင်ကိုမလုပ်ဘူးတဲ့အရာဆိုလို့ရှိရင်တော့အချိန်မရှိဘူးမလုပ်တတ်ဘူးမလုပ်နိုင်ဘူးအတွေ့အကြုံမရှိဘူးလို့ရလဲအောင်မြင်မှာမဟုတ်ဘူးဆိုတော့တန်တရားစိတ်တွေကြောက်ရွံ့စိတ်တွေနဲ့ပြိပိတက်စီတက်ကြပါလေအလုပ်ဆိုတာကလည်းအတွေ့အကြုံကနေပဲတင်ရတဲ့ဖြစ်တဲ့အတွက်ကြောင့်ကိုကနေပါဖက်ဖြစ်မှာ အခြေရှိမှအတွေ့အကြုံရှိမှလုတ်ကိမ့်မယ်ဆိုလို့ရှိရင်တော့ဘယ်တော့မှလည်းအလုပ်ဆိုတာစတင်ဖြစ်လာမှာမဟုတ်ပါဘူးအဲ့ဒါကြောင့်ပေါ့နော်အခုချိန်မှဆိုလို့ရှိရင်ကိုယ်ကအရွယ်ကောင်းတို့ကျန်းမာနေတို့လုတ်ကိ တို့အချိန်မှာစတင်ထားတာတော့အကောင်းဆုံးဖြစ်ပါတယ်။မနေ့ကျန်ဆိုတာမတိချတာဖြစ်တဲ့အတွက်ကြောင့်အခုလက်ရှိရောက်နေတဲ့ပစ္စုပန်အခြေရတော့ digital business တစ်ခုကိုစတင်ဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ဒီလိုငါ့ကိုဆက်ဝင်စားလို့ရှိရင်ကကျွန်မရဲ့ website ဖြစ်တဲ့ www.tudesa.com မှာနာမည်နဲ့ကြည့်မယ် register လုပ်ပြီးတော့ free workshop နဲ့စတင်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ရှင်။ကျွန်မကိုလည်းအချိန်မီ၍ဆက်သွယ်မိနေလို့ရပါတယ် 気づきもあるし